နေစင်စင်လို့အမိရတဲ့ဝထုတို့လေးကိုဖတ်ပြပေးကြပါလေ။နာတော့တဆင်ပြကြပါအောင်ခင်ဗျာ။ဟောတရက်တူတောင်ပွင့်နေကြပါပေါ့လား။သူစိတ်တယ်တူတူငွေငွေဖြစ်ပေါ်လာတော့အတိဖြင့်တရက်ပွင့်တွေကိုမော့ကြည့်လိုက်ပြီလေ။ဆောင်းနေတဲ့ခင်းကြီးအဖော်များဖြစ်တော့နင်းပွဲပွဲကလေးများသူ့ပါပြင်မော်တို့တို့စိတ်ကြီးစေတယ်လို့ဖော့ဖော့လေးတိမှန်ပုပက်သွားကြ၏။တခါတည်းရန်တက်တန်းကုန်သွားတော့တရက်ပွင့်ဖက်များအနေနဲ့အညာညောင်းကရိပ်ရိပ်ဝဲဝဲကြွေကြလာခြင်းများတွင်သူစိတ်သည်စိတ်မဟုတ်တော့ ။ဆောင်းကျုံငယ်ကလေးတကောင်လမ်းပြန်သွားသလိုပုံစံမျိုးဖြင့်သူ့ရင်လှုပ်ခတ်သွားခဲ့သည်။တနခါယုံတရက်ပွင့်များကိုတရက်ပွင့်များထက်သူ့ပိုပြီးတံမိုးထားလိုက်မိသည်မှာသူ့အမှားဖြစ်သည်။ယခုသူ့စိတ်သည်တရက်ပင်အောင်မှဝေးလံသည့်မြစ်သုံးတံကိုကျော်လွန်၍ခြေလက်ဆန်သောမျိုးတစ်မျိုးတို့ရောက်ရှိသွားခဲ့ပြီ။တို့မျိုးလေးမှာတော့သူချစ်သူခိုင်ဆင်းဆင်းသည်ယောဂဝေဒနာနှမျိုးကိုတပြိုင်တည်းခံစားရင်မျက်ရည်ကြာကောင်းကြနေပေမည်။သူနာမည်ကိုအလွမ်းတခြင်းတစ်ပုဒ်လိုတီဆူကောင်းတီဆူနေပေမည်။ သူမသူကိုအလွန်တရိယနေမိကို သူသိယုံပါသည်အထူးသဖြင့်ယခုလိုတရားပွင့်ဝေနေခြင်းများဆိုလျင် သူမသည်တနာစရာကောင်းလောက်အောင်တရိယခြင်းလွမ်းတာခြင်းဝေဒနာများကို အပြင်းပြဆုံးခံစားနေရရှာပေလိမ့်မည်မြေသုံးစင်းကိုကြော်ဖြတ်လျက်သူမအတန်များသူနာလေတိုးဝင်လာတော့အခါသူမြေဝန်းနေဆူဆူနေဒီမှာနှင်းရည်တွေလားမြေရည်တွေလားသူမသိနိုင်တော့ မနုတ္တတဘာဝဒုံဘောဆိုတဲ့လူဘဝကိုတစ်ချိန်တည်းရလာတဲ့လူချင်းအတူတူဘဝတွေကမတူဘူးကံကြမ္မာချင်းမတူဘူးဒီတော့ခက်ခဲရင်းရင်းဖြစ်လာရတဲ့လူဘဝကိုအလွယ်တကူပဲပြန်ပေးလိုက်ရတော့မယ်ဒီလိုဆိုဘာဖြစ်လို့များအစာကပေးသေးလဲမသိဘူးဘုရားရှင်ရှေ့မှာထွန်းထားတဲ့ဖျောင်းနိုင်နေဟာတပြိုင်တည်းကုံသွားကြတာမဟုတ်ဘူးဆင့်ဟာအစောဆုံးကုံသွားတဲ့ဖျောင်းနိုင်မှာသူနဲ့ခိုင်စင်စင်တို့ဤမွေးဖွားသောနှစ်များသည်အတူတူဖြစ်ကြပါလေရဲ့တတန်းဤစုလက်ကိုရရှိခြင်းတွင်အနည်းများရှိလာသည် အတူချေကွာခြားမှုရှိလာသည်လူသားများဖြစ်တည်မှုတွင်ပက်လိုက်မှုများရှိသည်ကိုခိုင်စင်စင်ကသူ့ကိုထောက်ပြသည်ဒီဆောင်းကုန်တဲ့အခါဆောင်းရဲ့အပြာရောင်နှင်းမွေနေတဲ့အတူဆင့်လဲပြောက်ွယ်သွားတော့မှာပါနှင်းမွေလေးတွေနဲ့အတူဆင့်ခရီးရှည်ထွက်မယ်ဒါပေမဲ့နောက်တကနှင်းမွေနေတဲ့အတူပြန်လိုက်လာနိုင်မယ်မထင်ဘူးဒီလိုဆိုတော့အင်းပွင့်တွေတဖွဲဖွဲကြနေခြင်းကိုခွဲခွာခြင်းအမှတ်သားများပါမှာသူခံစားလာရပြီသူပါပြင်ပေါ်ဝေဝဲထိမှန်လာသောနှင်းပွင့်များကို အေးဆက်သည်မထင်တော့ပူလောင်သွားသလိုခံစားရ၏သူချစ်သူ၏အသက်ရှင်ခွင့်နေရများကိုလာရောက်နှုတ်ပယ်ခြင်းတင်ဂေတများအဖြစ်သူခံစားလာရ၏သူရောဆင့်ပါစာပြေဝါဒနာရှင်များဖြစ်ကြသည်ကြပြဖွင့်ရရသည်ကိုကျင်းနူးပြောပိုက်နေတတ်သည်ကောင်းလေးနှင့်ကောင်းမလေးဝါဒနာချင်းနှိစက်တာတစ်ခုတည်းနှင့်သူတို့နှစ်ယောက်ချစ်သူဘဝသို့ရောက်ခဲ့ကြသည်တော့မဟုတ်အစကတော့တယောက်ဝါဒနာတယောက်မယိမ့်မိကြ ဆင်းအခုကြပြားလေးကိုဖတ်လဲမဖတ်တော့ဘူးရေးလဲမရေးတော့ဘူးဒါကတော့မကြခင်မှာကြပြားလေးကိုဆက်လက်ချစ်ခွင့်မရတော့မဲ့အတူတူကိုကပဲသူတို့ကိုအရင်ထားခဲ့တာကောင်းပါလေလေးလာကြရလေးလည်းအချိန်မလွန်လောက်မဲ့အတူတူပြစ်ထားလိုက်ပြီဘာကောမှအလေးနဲ့ထားခွင့်တွေကံကြမာကခွင့်မပြုတော့ဘူးတနေ့တော့အားလုံးကိုအသေးချာခွဲရမှာဖြစ်တယ်ဆိုတဲ့စကားဟာဆင်းအတွက်မဟုတ်ဘူးဆင်းအတွက်ကတော့မကြခင်မှာဆိုတဲ့စကားလုံးဟာအမှန်ဆုံးပါပဲဒီနေ့တော့ဆိုတဲ့ဝဟရာဟာဘယ်နေရာမှာအလိုက်ဖက်ဆုံးတုံးရမလဲဆိုတာ တနေ့တော့မဟာဆင့်ကိုမိသွားမှာပါဒီခါကြလာတော့မြေကြီးများသည်သူတို့နှစ်ယောက်စလုံးဤဘဝတွင်အပူတကအပူလောင်ဆုံးဖြစ်လိမ့်မည်ထင်၏ဒီလိုမိသွားတာဟာမောင်တရားပါလေမောင်အခုမှ28နှစ်ပဲရှိသေးတာကျန်တဲ့နှစ်ပေါင်းများစွာကိုမောင်တရားအထဲပြင်းကြီး6တိတ်စွာရှောင်းနိုင်မလားတနေ့တော့မောင်ပေးမှာဘယ်တော့မှအစားထိုးလို့မရဘူးဆိုတဲ့နေရာမှာမောင်ဟာပြေပြေချင်းချင်းအစားထိုးနိုင်ပါစေလို့ဆင့်ဆုတောင်းပါလေ တရပွင့်နှင်းမင်းတို့မှာအတွေးပွားလျက်မြေသုံးစင်းကိုဖြတ်တန်းကရောက်ရှိလာတော့ချစ်တူဤစကားများကိုသူအပိသားဆုံးပြန်ချရောက်မိသည်ချစ်တူဤမျိုးတို့နောက်ဆုံးတစ်ခေါက်ရောက်ရှိခဲ့ခြင်းကချစ်တူကသူ့ကိုညည့်ရစည်းချောင်းများဖြင့်ပြောခဲ့သောစကားများဖြစ်သည်သူပြန်ပြောခဲ့သောစကားများကိုမူဘာမှပြန်လည်မကြားရောက်တော့သူချစ်တူဆင်ဟာကြပြားရေးတော့စိမ့်ပြအွေကလောင်နေမည်ဖြင့်ရေးသည်ထို့ကြောင့်သူကချစ်တူကိုຫນွေလို့ခေါ်လိုက်ဆင့်လို့ခေါ်လိုက်နှင့်နှမျိုးစလုံးခေါ်သည် ခိုင်စင်းစင်းတို့အိမ်သည်သူတို့အိမ်နှင့်ကပ်ရက်တည်ရှိသည်မြန်ကုန်မြို့တော်၏စင်ကြီးဖုံးရက်ွက်တွင်ဖြစ်ပြီးရှမ်းကျဲကြီး၏အလဲကောင်းတွင်အိမ်ဆောက်နေထိုင်ကြသည်တစ်ပင်တွင်အုံအုံဆိုင်ဆိုင်မြိုင်တန်းညိုညိုတွင်ကြားထဲမှပုံရှိုးနေသည့်ရက်ွက်ကလေးတရားဘာဝနာစီဖြန်းနေသည့်သူတို့စဉ်တူဦးနှင့်တူသည့်ရက်ွက်ကလေးတခါတည်းရန်အိမ်ရှင်များသည်သူတို့အိမ်မှနှစ်ရှည်လာများပျောက်သွားတတ်သည်သူတို့ရက်ွက်၏ရင်ကျေးမှုမှမိဂိုတရားသဖြင့်မြများများဆဆရှာမည်ပူဇာမင်းစာရှာမည် အသက်ကြီးသည့်တနေ့တွင် အေးအေးလူလူထိုင်စားမည်ထိုဟာသည်သူတို့ရက်ွက်ဤစီဝါ၏အမြင်ဖြစ်သည်သူတို့ရက်ွက်ဤယဉ်ကျေးမှုလိုလည်းပြောလို့ရသည်ထိုရာမှာအခြားမဟုတ်ရှိုးကျော့ဖြစ်သည်အများအပြားပျောက်ဆုံးနေသောအိမ်ရှင်များသည်၃နှစ်မှ၁၀နှစ်အထိပျောက်နေပြီးမှဘွားကနေတွေ့သည်လို့ပြန်တွေ့ရတတ်သည်ဒီရက်ွက်ထဲသွားရင်းလာရင်ကြားရတတ်သောစကားများမှာဘယ်တော့မှပြန်ရောက်လေဘယ်ကိုသွားတာလဲစင်ကာပူလားဆော်ဒီလားမလေးရှားလားထောလာပြီဆို ခိုင်စင်စင်အကိုတဝမ်းခွဲနေသူမိမတို့စင်ကာပူတွင်အလုပ်သွားလို့စဉ်ခိုင်စင်စင်တို့မုတ်ဆိုးမသားမိကိုအိမ်ဆောင်ထားခဲ့ခြင်းဖြစ်သည်။သုံးနှစ်ကြာတော့အင်ချင်များပြန်ရောက်လာကြသဖြင့်ခိုင်စင်စင်နှင့်သူ့အမေတို့မြစ်လက်တများကိုဖြတ်ကျော်လျက်သူတို့မွေးရမည်သို့ပြန်လည်ရောက်ရှိသွားခဲ့သည်။သုံးနှစ်တာကာလအတွင်းဖြစ်ပျက်ခဲ့သမျှပမာဏနှင့်ခံစားရမှုများသည်ကုန်လွန်ခဲ့သော25နှစ်ထက်ပင်ပိုခဲ့ပါသေးသည်။အတူတူဖြင့်ကြေကွဲရမှုများနှင့်ကျင်းနူးရခဲ့ခြင်းများချင်းတွင်ရှာထွက်အောင် မမျှတပြီ ကမောက်ကမဖြစ်ခဲ့သည်ခြေခွဲမှုများဘက်မှာအလေးချိန်တွေစီးနေသည်ဒီသုံးနှစ်အတွင်းမှာသူရင်ခုံရဆုံးကာလများလက်တီချီတွေအနှွေးထွေးဆုံးအချိန်များချက်ကိုချက်ကန်အဖြစ်ရဆုံးအချိန်များနောက်သိမ့်မကြမီသူရင်အငိမ့်သက်ဆုံးကာလများခြေတွေလက်တွေအအေးဆုံးကာလများနဲ့တွေ့တွေ့ပြီးကြောက်နေရသောအချိန်များအဖြစ်တဖန်ပြောင်းလဲသွားပါတော့သည်ချစ်သူတယောက်တွေ့ရှိရခြင်းနှင့်ယောဂဖြစ်နေပြီဆိုခြင်းကိုသိရှိခဲ့ရခြင်းဖြစ်သည် စီယောစစ်လီပါသည် violence ဘီကြောင့်ဖြစ်ခဲ့သည်ဟုဆရာဝန်ကမှတ်ချက်ချသည်1990လွန်နှစ်များတွင်ဘီလူတစ်ပတ်ပမာခြိတက်လာသောယောဂနှစ်ခုအနက်တစ်ခုဖြစ်သည်ကျန်တစ်ခုက AIDS ယောဂထိုယောဂနှမျိုးလုံးအတွက်ကုရနတ်တိအစေးမရှိ violence ဘီယောဂအတွဲကုသဆေးမရှိတော့လေကာဝယ်ဆေးရှိသည် AIDS ယောဂအတွဲကာဝယ်ဆေးရော ကုသဆေးရောဘာမှမရှိနှစ်ခုစလုံးကုဆက်ယောဂဇူကြီးများဖြစ်၏ violence ဘီယောဂဖြစ်သူတရားတွင် Cirrhosis liver ဖြစ်ရန်25ရာခိုင်နှုန်းရှိ၏ Cirrhosis liver ဖြစ်သူ လူနာတရာတွင် အသည်ကင်ဆာဖြစ်သူ25ရာခိုင်နှုန်းရှိသည်ပထမတွင်ခိုင်ဆင်းဆင်းသည်ခြေဒီလက်တီမတည်ခြင်းအောင်ညောင်းညာကြိုက်ခဲ့၏ဒီကိုယ်လုံးလေးလံထိုင်ပိုင်းသည်ပိုင်းညာဘက်အောင်သည်ဘာကြောင့်မလဲသူအထွာဆောင်းရိုက်ပြီးသွေးဆီကြည့်သည်ခိုင်ဆင်းဆင်း virus ပြီးယောဂတဲ့ဟု အတိတ်ပဲထွက်တော့တက်ခွဲပဲဆိုင်ရာအဖြစ်စာရွက်ကိုဖတ်ကြည့်ပြီးသူတုံ့လှုပ်မိသည်ခိုင်စင်စင်သည်ပညာတတ်တယောက်ဖြစ်ပြီးဘုသူတလည်းကြွယ်ဝသောမိန်းကလေးဖြစ်သည်ခိုင်စင်စင်သည်ဘွဲရမျိုးသမီးတယောက်ဖြစ်ပြီးတန်တန်ရှင်းညင်းနေထိုင်တဲ့အခါတရီဝရိယလည်းကောင်းသည်ဂျမ်းမာရေကိုကူးဆိုင်သည်ရေကိုကြိုချက်ပြီးမှတောက်သည်အစာကိုကျင်းညက်အောင်ဝါပြီးမှမျိုးချသည်ချစ်ထောက်ဆေးပြီးမှအိပ်သည်ဒီလိုအစအစအရာရာတန့်ရှင်းခဲ့ပြီးမေကံကြမ္မာကမတန့်ရှင်းခဲ့ ဒီနောက်ပိုင်းယောဂဗျာနှင့်ပတ်သက်လာရင်ကံကြမ္မာသည်အဓိကပဲလို့သူသဘောပေါက်လာသည်သူတငယ်ချင်းခင်မာဝေဆိုလျင်ဖြစ်တယ်လို့နေတိုင်းစားတော့တတ်ပြင်မဲ့ညဉ့်ညပတ်ပတ်နေတိုင်းစားတော့တတ်ပြင်မဲ့နာစီချောင်းဆိုးတော်မဖြစ်ခဲ့ဒီလိုဖြစ်ကြတဲ့စံနေတိုင်းတတ်တော့လေစေကံသွားပြရပြီခြေထိုးရပြီဆိုလျင်စစ်ထိုးရဲ့အဟောင်းကိုမတုံးမိဖို့ခင်မာဝေတတိထားသည်ဒီလောက်ထိဗျံမရနိုင်လုံးချင်းကိုကောင်းသောကံကြမ္မာကလည်းလက်မခံနိုင်သည်ကိုခင်မာဝေသိသည် ကံကြမာသည်တိအထိစိတ်ကောင်းရှိလိမ့်မည်မဟုတ်ခြင်းကိုခင်မာဝေတတိထာမိကလိုအပ်သည်များအတွေ့ဆောင်းခြင်းဆောင်းခြင်းများလုပ်ခဲ့ပြင်ပေတမန်အားဖြင့်ခင်မာဝေသည်ကျမ်းမာရင်းနှီးညှို့အောင်မနေထိုင်ခဲ့သို့တော်လည်းခင်မာဝေတရားခင်စာတို့သွေးတို့တို့နှလုံးရောဂါတို့မဖြစ်ခဲ့ထိုရောဂါများနှင့်ပတ်သက်လာလျင်ကံကြမာသည်အဓိကစီစဉ်နေသူနေရာမှာရှိသည်ဟုသဘောပေါက်မိခြင်းဖြစ်သည်ယခုသူဖြစ်နေသောအတဲရောင်အတော်ဝါယောဂပီအတွက်ဆရာဝန်ထံတွင်စေကုသမှုခံယူသည် အတော်တန်တက်တာသွားသဖြင့်သူအားတက်မိသည်ဒီချိန်တွင်မောင်နှင်သူတွေ့ခဲ့ကြရခြင်းဖြစ်သည်မောင်နှမေကိုကိုလိုင်းအောင်ဆိုတာစတင်သိရှိခဲ့ရသည်ကိုလိုင်းအောင်သည်လည်းသူ့လိုပင်အမေဦးတယောက်နှင့်အတူနေမှသူသိခဲ့ရသည်စတွေ့စဉ်ကပင်ဘာကြောင့်မှမသိတချိန်လုံးကနှစ်သက်ဖူးသောတန်ရှင်ဂီတတစ်ပုဒ်ကိုပြန်ချလိုက်ရသည်လို့ခံစားရ၏ ဒီတခြင်းမှာတိုးပင်ပဲကြည်ကွဲဖွေရများအာတက်ဖွေရများကြည်နူးမှုများနဲ့ဘဝဤတတနာများအထိကျယ်ဝန်းစွာပါရှိသလိုမျိုးသူနာလေခဲ့ရသလိုမျိုးဖြင့်ဟိုဘက်ခြံမှာကိုလှမ်းရအောင်ပေါ်သူနာလေခဲ့သည်သူတို့ခြံထဲမှာတရက်ပင်တပင်သည်အကိုင်းခက်ဝေစာဤအတိလဲအတော်သည်အကိုင်းခက်ထက်ဝဲနေပါသည်ကိုလှမ်းအောင်တို့ခြံဘက်ရောက်နေသည်တရက်သည်အကင်းကလေးများကိုလှမ်းအောင်တို့ခြံထဲတွေ့ကြ၏နက်နက်ခင်းတွင်ကိုလှမ်းအောင်တို့မဟုတ် သူ့အမေတို့တည်တည်အကင်းလေးတွေကောက်ကဟိုဘက်ချမ်းမခိုင်ဆင်းဆင်းတို့မဟုတ်ခိုင်ဆင်းဆင်းအမေထံအနှံဒီသူတို့ကလက်မခံပေကြည်ပြူစွာပြန်ပေးသည်တနေ့တည်တည်တွေကောက်ကကိုလန်းရောင်ဒီခိုင်ဆင်းဆင်းကိုသွားပေးသည်ကိုလန်းရောင်တို့ပဲစားပါဒီဘက်ချမ်းမကြွေလို့ကောက်ထားတယ်ကျမတို့တာမီနှစ်ယောက်တည်းဆိုတော့ပူနေပါတယ်ကျွန်တော်တို့တာမီနှစ်ယောက်တည်းပဲအရင်အင်ရှင်တွေရှိတော့ငါဆိုကျွန်တော်တို့ခြံနဲ့မနဲ့မိုးလေးရင်လာလာကောက်တယ်ကျွန်တော်တို့တာမီစားဖို့၃လေးလုံးတော့ပေးထားခဲ့တယ်သူတို့ကစားရစိန်ထားတယ်တဲ့ ကိုလန်းအောင်တို့လည်းစားရစိန်ထားပေါ့ဟုတ်လားဒီလိုနေတရက်သီးတွေမှဲ့ကန်နေနေပြီအချို့မှဲ့နေပြီတရက်သီးတွေတဖြုတ်ဖြုတ်နဲ့ကိုလန်းအောင်ချမ်းပဲကြွေကြသည်ကိုလန်းအောင်တို့တာမီနေအောင်တရက်သီးမဲ့တွေစောစီစီကောက်ဖို့တနေ့မှမမိပြီသူတို့တာမီနေအောင်ပါတရက်သီးမဲ့တွေကိုညစ်တက်လှသည်ဒီအတိုင်းစားစားတမင်းနေစားစားကြိုက်သည်ဒီတခါတော့တည်တည်မဲ့တွေကောက်ပွေလျက်ဟိုဘက်ခြံကခိုင်စင်းစင်းတို့ထံလောကွက်ဖြစ်မအပ်တော့ပဲ တနေ့ခိုင်ဆင်းဆင်းသည်တရက်ပင်တက်သည့်လူတယောက်ခေါ်လာခဲ့ကတရက်သည့်မဲ့တွေကိုတက်ကူခိုင်းသည်ကိုတွေ့ရ၏ကိုလှမ်းအောင်ငေးကြည့်ရင်သူ့စိတ်ထဲတမျိုးကြီးခံစားရ၏ထိုဟာသည်တရက်သည့်မဲ့များနောက်နောက်မကောက်ရမှထက်အတိတ်ပဲပိုသည်အဆက်အသွယ်တကူဖြတ်တောက်ခံလိုက်ရသလိုသူ့ရင်ထဲဟာသွားသည်နောက်တော့သူအလုသွားသည်ညနေပိုင်းအလုံးမှပြန်လာတော့အခါတရက်ပင်ကိုမော့ကြည့်ရင်သူမမေ့သေးချေသူအံ့ဩသွားသည်တရက်သည့်တွေကိုတချမ်းမဲ့ကူသည်ဒီဘက်တချမ်းကိုမခုပဲထားသည် သူဒီသူတို့သားမိပေါ်တန်ရောစဉ်စတင်ဖြစ်မိသည်စတင်အလေးထားမိသည်လေးစားခင်မိမှုလည်းတိုးသွားသည်သူရင်ထဲတွင် ခိုင်ဆင်းဆင်းသို့သောနာမည်ကလေးစေသားခိုင်လာသည်နေဝင်မိုးချုံနက်နက်ခင်းနေနေခင်းအားလုံးတွင်ခိုင်ဆင်းဆင်းသည်လှပနှုရအသွေးတောက်နေတော်သည်သူကိုယ်တိုင်စူးစမ်းမှုကြောင့်သူကိုယ်တိုင်ရေးသောကြံပြနှစ်ပုဒ်ကို ပြသခွင့်ရခဲ့သည်တပုဒ်ကမဂ္ဂဇင်းတစ်စောင်တွင်ပါရှိပြီဖြစ်သည်ဆို၏ ကြံတပုတ်မှာမပို့ရသေးကြောင်းခိုင်ဆင်းဆင်းကိုရှင်းပြနေသည်ဒီလိုလေကျွန်တော်ကလောင်နာမည်ကအကန်ရိုင်းပါကန်ခေဆိုတဲ့ဝဟာရနဲ့အတူတူပါပဲအပေကံမှာနင်းပြပေါ့ဗျာဒီလိုဆိုရင်အခြားနာမည်တွေကိုဘာလို့မပေးသလဲဆိုရင်ကျွန်တော်ကရိုင်းဆိုတဲ့အတန်အတွက်ကိုသဘောကျတယ်အဲ့ဒီအတန်အတွက်ကအင်္ဂလိပ်လိုဆိုရင်ကာယံလို့အဓိပ္ပာယ်ရတယ်ဒီကျွန်တော်ကပြနှုတ်ကိုဖတ်ကြည့်ပါဦးပန်းရံတဲ့တွေကကောင်းမလေးပါးကိုတွန့်ချီသွားအောင်နမ်းလိုက်တယ် ကတ္တရာလမဟာလူသားတွေအပေါ်ဖက်မတ်တက်ရနေတယ်တဲ့ကြည်စံသွားတွေကိုဝါးစားမြူချနေတဲ့အသားဆိုင်တစုံလေတံညင်းညင်းနဲ့ချစ်ချင်းနှောနေတဲ့မျက်လုံးဆယ်စုံအမောင်ထဲမှာဟတ်ထိုးကြမလို့မြ мян ချောက်နေတဲ့အတန်တွေရင်ခုံနိုင်တလုံးရဲ့ကျိုးမှာလက်ပြန်တစ်ခုပတ်လို့ကလေးတယောက်ကို မိခင်တယောက်ကတအားလွှဲရိုက်ပြီးရှိုက်ရှိုက်ငိုနေရဲ့ကလေးကမငိုဘူးလေတဲ့ကဝှမုံတွေလိပ်ပြာနောက်တကောက်ကောက်လိုက်ကြားရဲတွေကတမင်တွေကိုကြောက် နောက်ဆုတ်ပြေးတယ်ဆိုတဲ့နောက်ခံနဲ့တနေ့တော့စိတ်ဝေဒနာရှင်ကသူ့အိမ်သားတွေကိုစိတ်ရောဂါအထူးကစိတ်ယုံတင်မှုဆရာဝန်ကိုပြောနေတော့ပြောုံဆိုစိတ်ဝေဒနာရှင်ထင်းကသူ့ကိုစိတ်ယုံကောက်တင်လိုက်ပါလိယောသူ့ကဗျာကိုပန်းများကြွေခြင်းဟုနာမည်ပေးထားပြီးတွေးစရာကဗျာလေးတစ်ခုဖြစ်တာကြောင့်ခိုင်စင်စင်မျက်လုံးများဝေသွားသည်သူတွေးတော့နေမိခြင်းဖြစ်၏စင်စစ်ကဗာကြီးပေါ်မှာအမြင်မတော်မှုများ ်အစီငုံမတဲမှုများမင်းမန်းဆင်းရဲခြင်းများအနိဋ္ဌာယုံများကိုပန်းများကြွေခြင်းတို့မဟုတ်အနုလက္ခဏာအဖြစ်အမည်ပေးထားသည်မှာကောင်းမွန်သည်ဟုခိုင်စင်စင်ခံစားရ၏ထို့ကြောင့်မှာမဂ္ဂဇင်းတစ်စောင်တွင်ပါလာသည်ဖြင့်မဂ္ဂဇင်းတွင်ဖတ်ရခြင်းဖြစ်၏နောက်တစ်ပုဒ်ကိုတော့ဖူးစကတ်အရွယ်စာရွက်ပေါ်တွင်ဖတ်ရပြီးမဂ္ဂဇင်းပို့ဖို့မဟုတ်ဟုကိုလိုင်းအောင်က ပြောလိုက်လျင်ခိုင်စင်စင်ကစိတ်ဝင်စားမိ၏ခုနကကြပြာကပန်းများကြွေခြင်းအခုကြပြာကပန်းများပွင့်ခြင်းနဲ့ ဟုတ်ပါရဲ့ကဘာပေါ်မှာနေစဉ်ဖြစ်နေတဲ့အဖြစ်အပျက်တွေကိုခြုံလိုက်ရင်ပန်းချွေခြင်းနဲ့ပန်းဝေခြင်းနှမျိုးပဲရှိတယ်။စာမျိုးပဲဖြည့်ပြီးတဲ့အခါအဖြစ်ကငါတိခြင်းပင်မဲ့ရင်ခုန်ထိတ်ထိတ်မကြည့်ရတဲ့လိုမျိုးအစုခံရတဲ့ကလေးတွေအမိတွေကိုကြောက်ကြောက်နဲ့အဖွားကြားတွေကချောင်းကြည့်တဲ့လိုမျိုးငါရင်ထဲပြိုးရင်မစင်မစင်ပြောင်းမိ။လောင်းရိပ်မိတေဆုံးမှစိုးရိမ်တဲ့လိုမျိုးသူ့ပြီးသားလည်းရုတ်တရက်ခြောက်သွားမှတိမ်ပြန်ပြန်လေးညိုမဲလိုက်တဲ့အနှပ်ပြက်မှစိုးရိမ်တဲ့လိုမျိုးဒါနဲ့ငါလည်းတိတ်တဆိတ်နဲ့ လက်ချီပဲပြန်လာခဲ့ပေါ်ကံရိုင်းသူကပြားလေးကိုခိုင်ဆင်းဆင်းဖက်ပြီးမျက်နှာတီးသွားသဖြင့်သူလန့်သွားသည်မျက်နှာပေါက်တီးသည်ဖြင့်စကားတခုပြောသည်ပြိုးပင်လေးကိုနေရာပြောင်းဆိုင်လိုက်ပါကျမရေလောင်းပေးပါမယ်ခိုင်ဆင်းဆင်းသည်ကပြားများကိုချစ်သဖြင့်ငငယ်ကလေးကကပြားရီအမြောက်အမြတ်ဆက်နေပင်မယ်ဘယ်မဲ့ကစင်းတိုက်ကိုမှမပုတ်ပြခဲ့သူမ၏ဗလာစာအုပ်ထဲမှတော့ကလောင်နံမေကိုတိမ်ပြຫນွေဟုပေးထားသည်ကဗျာလက်တင်တရားအနေနဲ့တွေ့တော့အခါချက်ချင်းစာနာသွားမိသည် ကြပြဝါဒနာပါလာခြင်းတူလို့အချစ်ကိုလက်ခံမိတာပါခုသူမပြောခဲ့သည်နောက်ပိုင်းတွင်သူတို့နှစ်ယောက်သည်တင်ကြတွင်နှင့်ကိုင်ရိုင်းဖြစ်တာဆက်ဆံခဲ့ကြသည်မဟုတ်ကိုလှမ်းရောင်နှင့်ခိုင်ဆင်းဆင်းဖြစ်လေရောနှောဆက်ဆံခဲ့သည်နာမည်တွင်မျိုးမျိုးကောင်းနေမိသောကြောင့်နှွေဆင်းဆင်းဟုနာမည်ပြောင်းတင်ကြောင်းသူအကြံပေးဘူးသည်တိတ်မကြမီခိုင်ဆင်းဆင်းသည်ဘိုက်ထဲကတောင်းတောင်းကြီးဖြစ်လာသည်အထူးသဖြင့်ဓမင်းစားတော့ပြီးလျင်အနေရအထိုင်ရကြက်တဲလုံးသည်ခြေလက်တွေမတဲခြင်းဆေးမြစ်တွေကိုက်သည် အလုံနဲ့နဲ့လှုပ်လိုက်လျင်မောလာသည်အလေးပင်တွင်မှလျင်ပိုက်ညာဘက်ကအောင့်လာသည် Bimeless B ကအစွမ်းပြလာပြီထင်သည် သူသေးစစ်ထားသောစာရွက်လေးကိုတစ်တာတွေကထုတ်ကြည့်သည် HP HAG Postage လို့အင်္ဂလိပ်လိုရေးထားတယ်မြန်မာလိုတော့အသေးအောင်ယောဂပြီးအမျိုးအစားဘယ်တော့မှမပြောင်းနိုင်တော့အမျိုးအစားကံမကောင်းလျင်အသေးကင်စာပင်ဖြစ်နိုင်သည်ကြားထဲမှာ Cirrhosis Liver ခေါ်သည့်အသေးချို့ယောဂလေးဖြစ်နိုင်သည် ပြီးတော့ကူးစက်နိုင်သောယောဂသူမသည်တွေးစစ်ထားသောဖြေစာရွက်ကိုတစ်တာလေးပြန်ထည့်မိအပြူတွင်ဈေးကမ်းမှဆရာဝန်ပြောသောစကားကိုသတိရလာမိ။ကူးစက်တတ်တဲ့ယောဂမှုအိမ်သားတွေနဲ့နေတာထိုင်တာစားတာတောက်တာသိပြီးရောထွေးရှစ်တင်မလုံနဲ့တဲ့။အခုအခါတွင်သူမဘဝတွင်သူနဲ့နီးနီးကပ်ကပ်အနေဆုံးလူနှစ်ယောက်ပဲရှိသည်။မမေနှင့်မောင်မမေကိုသူမဖွင့်ပြောပြီးပြီးမောင်ကိုတော့ဖွင့်မပြောရသေးဘူး။ဖွင့်ပြောလိုက်မိ။ဒီခါသူရှောင်သွားလေကိစ္စမရှိဘူး။ ဒီလိုကွယ်ဖွဲ့ထားတဲ့ဖြင့်သူမစိတ်မလုံခဲ့။မိမအသေးတိပီယောဂရှိတာကိုထင်ချန်ထားမိတာ။အိမ်အောင်ကြဘူးပြီးကိုတခုလက်ဖြစ်နေတာကိုထင်ချန်ထားမိတယ်လို့မျိုးခံစားနေရပါတယ်။ကိုချစ်သူအဖို့မှမလုံသင့်ဘူးလို့ယူဆမိပြီးနှွေအိတ်မပြောဘူး။ဒီလိုဖွင့်ဟပြောလိုက်တော့မိ။ကံရိုင်းရှောင်းလန်းလာနေဒီကိုသူမတွေ့ရ၏။သူ့နားကိုရောက်လာခဲ့ပြီ။ဘာပဲဖြစ်ဖြစ်သူဖွင့်ပြောလိုက်တော့သည်။နွေဒီစေးတွေဟာအသေးအောင်ယောဂပြီးလူနာတွေအတွက်အမြဲတမ်းတောက်သွားတင်ပါလေ။ folic acid နဲ့ nicotine နဲ့ acid စေးပြားတွေပေါ့ဟင်နွေအဲ့ဒီယောဂဖြစ်နေတာ तू သိနေတယ်ပေါ့ဟုတ်လားကြာပါပြီနွေမသိကြအောင်ဆောင်းနေရင် ကောင်းမလားဆိုပြီးဒီတိုင်းပဲနေလာတာပါနောက်အဲ့ဒီယောဂနဲ့ပတ်သက်ပြီးလေ့လာတယ်မိကိုအကြံပေးနိုင်အောင်လို့ပါတွေးစီကြည့်ပြီး negative ဆိုရင်ကာကွယ်ဆေးထိုးထားပါလားနွေနဲ့မောင်ချစ်သူတွေဆိုတော့စစ်ပြီးပြီ negative ပဲဒါပေမဲ့ကာကွယ်ဆေးမထိုးတော့ဘူးမောင်နဲ့နွေနဲ့ဒီကဘာကြီးကနေပြိုင်သူပြတ်ွယ်သွားရင်ပိုကောင်းမှာပါကြံတဲ့လူကတိတ်ဆွေးနေရမှာပေါ့ တရုတ်စကားပုံလိုပေါ့။ကွယ်လွန်တဲ့သူကပြည့်စုံသွားပြီ။ကြံတဲ့လူကခုမှစားရမယ်ဆိုတာလိုပေါ့။ຫນွေတယောက်ကြီးနှူးခဲ့ရသောကာလများ၊ຫນွေຫນွေထွေးခဲ့ရသောကာလတို့များသူတို့ရက်ွက်တဲမှာသူ့လိုအသေးပြီးယောဂလေးတွေအများကြီးရှားလာသွားတာလောက်ကင်လှုပ်ရှားအသက်ဝင်ကြစေ။ဘာမှမဖြစ်သလိုပဲအောင်ကျင်းနာခြင်း၊မောပန်းခြင်းများဖြစ်သည်ဟုမကြမီ။ဂရင်းပြက်သည်ဟုမကြမီ။သူတယောက်တည်းသာဂရင်းမကြခဏဖြစ်တတ်သည်။သွေးပေါင်ချိန်မကြခဏကြားတတ်သည်။အလေးပင်မလေးအသေးသေးကနာလာသည်။ မှတ်တိုင်ကျော်သွားသောပက်စကားကိုပြည့်စည်ရသည်ပင်မောရည်မဆုံးတော့မောကောင်းကောင်းနှင့်သူအိပ်ပျော်သွားလျင်လေခဏသာမကြာမီကြောက်ကြောက်နှင့် ပြန်လည်နိုးလာသည် သူတခုခုဖြစ်နေပြီဆိုတာသူသိရသည် သိရအောင်ကြိုးစားသည်သိရပါပြီအသေးကင်စားသူမျက်ရည်ပေါက်များသည်အသေးကိုဖြတ်စည်းသွားသလိုသူခံစားရ၏သူထက်ပိုပြီးကြေကွဲနေသူနှစ်ယောက်ရှိနေသေးသည်ကိုတွေ့ရသောအခါတေးရမှာကိုနှမျောလာသည်ဘဝကိုပိုပြီးတွေ့တာမိသည် အသေးကင်စား သူတိုးတိုးလေးရေရွမိပြီးသူ့ရင်ထဲရင်ခုန်တန်တွေအကျဲကြီးပောက်ကွဲလွင့်ထွက်သည်မင်းကသူဖက်ရှုခဲ့ရသောဆောင်းမတစ်ပုဒ်ကိုသတိရမိသည်ဆောင်းပါ၏အရေးကြီးဆုံးအပိုင်းမှာငရုတိ၆၏အလဲဦးတိုင်းတွင်တွေ့ကပ်နေသောမှုများသည်အသေးကင်စာဖြစ်တတ်သည်ထို့ကြောင့်လက်ဆက်သုံးငရုတိများနှင့်ငရုတိစိမ်းများကိုသာစားသုံးသင့်သည်ဟုရေးထားသည်သူသည်ငရုတိ၆များကိုအလွန်ကျွံစားသုံးခဲ့သည်အလွန်အင်မတန်ကြိုက်နေတတ်ခဲ့သည် ယခုအခါအတဲရောင်ယောဂပြီးအမျိုးအစားနှင့်မြုပ်သီးချောက်မှုများပူပေါင်းစမိသွားခြင်းဖြစ်နိုင်သည်ဟုသူတွေးမိသည်ဒီချိန်တွင်အင်ချိန်တွင်ပြန်ရောက်လာသည် သူ့မွေးရမည်သူပြန်ရတော့မည်မိုးတကားများပိတ်ချိန်ဆောင်းဝင်ဤပဒင်းများဟင်းလင်းပွင့်ချိန်သူ့အတွက်ယာတိများသည့်အတုံးမဝင်တော့ယာတိတို့အားလုံးသည်သူ့အတွက် မေလိုကြီးလိုထင်လာရသည်သူမကြခင်မှာပူပင်ဒုက္ခအပါဝင်ဖြစ်သောခံစားမှုအလုံးကိုအနံ့ရတော်မူသို့မဟုတ်ဒုက္ခအပါဝင်ဖြစ်သောခံစားမှုအလုံးက သူ့ကိုလုံးဝအနိုင်ယူတော်မူဘာပဲဖြစ်ဖြစ်သူ့အတွက်အတူတူပဲဖြစ်သည်ဒီလိုယောဂဆိုခြင်းနဲ့ပတ်သက်လာရင်ကံကြမ္မာဟာအဓိကပဲလို့တခါကနေပြောခဲ့တဲ့စကားကိုမှန်အခုသဘောပေါက်ပါပြီတာလာစီဗီယာလို့ခေါ်တဲ့သွေးခန့်ယောဂတစ်မျိုးဖြစ်ရတာဟာအဲ့ဒီယောဂဖြစ်နေတဲ့မိဘတွေရဲ့ရှင်သွေးဖြစ်ခဲ့လို့ပေါ့ဒါဆင်ញင်တို့တရားနည်းလည်းမဆိုင်ဘူးလူနေမှုဘဝလို့နိုင်ငံရေးစနစ်တို့နဲ့လည်းမဆိုင်ဘူးစီးပွားရေးအခြေအနေနဲ့လည်းမဆိုင်ဘူးဒါဟာကံကြမ္မာပဲဘာပဲဖြစ်ဖြစ်မောင်းကားတော့ညီနဲ့လက်ထက်ရှင်တယ် င်မရှိတော့ပေမဲ့မိရဲ့ခင်မုန်းတဲ့တယောက်ဖြစ်ကြံခဲ့ခြင်းလေ။ຫນွေသည်မူချနေပြန်သည်။ခေါင်းကိုခါရဲနေသည်။စိတ်ကူးမရင်ပါနဲ့မောင်။ဘာဖြစ်လို့အချိန်တို့အတွင်းမှာမုတ်ဆိုးဘဘဝကိုမောင်ခံယူခြင်းရတာလေ။ຫນွေအိမ်ပြန်တော့မယ်။ຫນွေနဲ့သူ့အမေတို့မွေးရမြေကိုပြန်သွားခဲ့ကြပြီ။ကြပြားချာကန်ရိုင်းသည်ຫນွေမရှိပဲတင်းငိမ်မှုကိုရှာဖွေပြမရနိုင်တော့။တပတ်အတွင်းသူလိုက်သွားသည်။မိကိုသူလက်ထက်ခွင့်တောင်းမြန်သည်။ သူဘဝကြီးကြံရှိနေသောအချိန်များကိုနှွေဤခင်ပွန်းတဲ့ဟောင်းဘဝနဲ့ဂုံယူလျက်တစ်သက်လုံးနောက်တဲ့အချက်မချပဲပြီးသွားမည်ဖြစ်ကြောင်းဂရိပေးနေသည်ဒုတိယတစ်ခေါက်နှွေဤမွေးရမည်ကို သူရောက်ခဲ့ပြန်သည်ပထမတစ်ခေါက်နှင့်ညနေ၁၀ပဲချားသည်ဘာလို့လိုက်လာရပြန်တာလဲကိုယ်စိတ်ကိုကို ထိန်းထားမှာပေါ့နှွေမောင်းမျက်နှာတွေ့ရရင်ပိုပြီးဝမ်းနဲ့ကြည်ခွဲရတယ်သူရဲ့ဘဝမှာအားလုံးပြည့်စုံနေပါရဲ့နဲ့ဒါရီနဲ့အတူတက်တွဲရှင်တန်ဝင်မရတော့ဘူး တိမ်ပြန်ွေဆိုတဲ့ကဗျာဆရာမမဖြစ်လိုက်ရပဲနဲ့အသွားလန်းတစ်ခုတည်းသာရှိတဲ့ဒေတာကိုထွက်သွားရတဲ့အချိန်မှာနှွေအသက်29နှစ်နေပါပဲရှိအောင်ပါပါမိဘကမှအဖေရှာဖွေစုဆောင်ထားခဲ့တဲ့ငွေတွေရှိတယ်တမီးကိုတိတ်ချစ်တဲ့မိမိရှိတယ်မိကိုတိတ်နာလဲပြီးတဲ့ချစ်သူရှိတယ်ဒါပေမဲ့ကျမ်းမာကြီးမကောင်းဘူးဒါကဘာလဲဆိုရင် အားလုံးရှိတယ်လို့လို့နဲ့အားလုံးမရှိတဲ့သဘောပဲလေသူတို့နှစ်ယောက်တစ်ခါတလေမျက်စိအင်းကြီးတာလန်းပေါ်လက်တွဲကရှောက်နေမိကြသည် ကာတလီမြစ်စိတ်ကရောင်မင်းအောက်မှာမြစ်ပြင်ကိုမျက်နှာမူကထိုင်နေမိကြသည်ဒီလိုထိုင်နေရင်စကားအကောင်းပြောနေရင်မှနှွေးလက်ဖျားတွေက အေးလာပြီကောင်းမှုလာပြီဘိုင်အောင်လာပြီဟုရှုံးမဲကပြောလာလေအင်ကိုမြင်းလေးလေးနဲ့ပြန်ခဲ့ကြသည်တချို့ရက်တွေဆိုလျင်သူတို့နှစ်ယောက်တည်းအိမ်မှာရှိပြီးနှွေးမိမိကဘုန်းကြီးကျောင်းတွင်တရားအထုတ်ကသမီးတွေကုသိုလ်ကောင်းမှုလုပ်ပေးနေခြင်းဖြစ်တယ်လို့သူ့တော်ကဖြစ်ဖြောက်နေခြင်းလည်းဖြစ်သည်ဟိုတုန်းကမိမိဟာတရားမှာကိုတိတ်ကြောက်တာပဲ ငါမရှိရင်ငါသမီးမျက်နှာငရလိမ့်မယ်အမေကအသက်ကြီးလာပြီဆိုတော့အဲ့ဒီလိုတွေးပူခဲ့တယ်အခုငါသမီးကမမျော်လင့်တဲ့ယောဂဖြစ်လာတဲ့အခါကျတော့အမေငါသမီးနဲ့အတူတူလိုက်သွားခြင်းနဲ့အသက်ကြီးမှာအမေတယောက်တည်းအကြံငယ်မှာအမေမတွေးရဘူးဒီတော့အမေမှာဒီသမီးတယောက်တည်းရှိတာအမေအိုကြီးကမတော်လိုက်ရတော့တာသမက်ကြီးကိုပြောပြနေသည် အမေဒီဘုန်းတော်ကြီးအကြောင်းတို့သွားကတောကားဤအစိတ်များကိုဖြေနေချိန်တွင်တွေ့သည်အိမ်ပေါ်ထမမြစ်ပြင်ကိုငေးကြည့်ကပျော်စရာကောင်းသောနေ့ရက်များကိုလွန်ရင်းမျက်ရည်တစ်ဆက်ဆက်ကျနေသည်ဒီလိုနဲ့မောင်နှက်ပြန်ရန်ကုန်ပြန်တော့မည်မောင်နှက်ပြန်ပြန်တော့မှလာရင်ဟုတ်တယ်တွင်ရုံးပြန်တက်ရမယ်ပြီးတော့စီဝါရေးကိစ္စနဲ့ချိန်ထားတာတွေလည်းရှိသေးလို့ပါနောက်အချိန်နဲ့အချိန်နဲ့ပြီးရင်မောင်ပြန်လာခဲ့မှာပါသူတို့နှစ်ယောက်ဒီတယောက်နှစ်တယောက်တအားဖက်ထားကြသည်တဖန်အထွေအထိပ်တွင်တာယာလာက တောကကိုပင်မိထိုင်ခဲ့သည်နောက်ဆုံးအနေနဲ့မောင်ကမတောင်းစဖို့အခွင့်အရေးတောင်းလာသည်သူ့ဘဝမှာအခြေအရဆုံးချစ်သူနှင့်အမြန်ဆုံးပတ်သက်ခဲ့ခြင်းနေဟုဆိုသည်ညမကြမီလူဘဝကိုထားခဲ့တော်မူမိမသားတယောက်နေနှင့်မိမသားဘဝနှင့်မိမသားတဘာဝနှင့်အမျိုးအမျိုးသမီးကောင်းတို့၏ခြင်းဝတ်ကိုထိမ့်သိမ့်နေခြင်းသည်ကာမအတိပဲမရှိတော့ဟုအကြောင်းပြသည်ဒီတော့သူ့အနေနဲ့ကာမပိုင်ဘဝဖြစ်ခဲ့ခြင်းနေဟုလက်ဘူးနဆာလုံလာသည် အန္တရာယ်များပါတယ်မောင်ရေမဟုတ်တရုတ်တွေမစင်းစားပါနဲ့နော်ခုနေကပြောတယ် virus ပြီးယောဂါကိုမောင်မကြောက်ပါဘူးမဟုတ်ဘူးမောင်နေပြောတာအဲ့ဒီတဘောမဟုတ်ဘူးနေရအတန့်ရှင်းဆုံးနေသွားခြင်းနဲ့ပတ်ဝန်းကျင်ကအနေနဲ့မောင်ကိုအဆုံးစွန်အခြေအနေမျိုးတွတ်ချက်နေကြမှာသူတို့ထင်မြင်ချက်တွေဟာနေအတွက်အရေးမကြီးပါဘူးနေရတန့်ရှင်းစင်ကြယ်စွာနဲ့ပဲနေထိုင်သွားတယ်ဆိုတာနေရှင်းရှင်းလင်းလင်းသိနေဖို့သာအရေးကြီးတယ်လို့နေထင်တယ်မထူးတော့လို့ဆိုပြီးကျင့်ဝတ်တွေကိုချိုးပြတ်ဖို့မကောင်းပါဘူးတိတ်မကြတော့တဲ့ကာလမှာနေတည်ဆုံးတော့မယ် ဒီလိုတည်ဆုံတဲ့အချိန်မှာနေရအပြိုစင်ဘွားနဲ့ပဲအဆုံးသက်သွားခြင်းနဲ့အကြီးတန်တဲ့ကံကြမ္မာကြီးချားထဲမှာအလိမ္မာနဲ့အလှအပဆုံးလူဘွားကိုလက်ဆတ်တက်ခဲ့ပြရစီတော့သူတို့နှစ်ယောက်ပြတင်းပေါက်တွင်တွားရက်လိုက်ကြသည်ညစိတ်မှာနှစ်ထက်တင်းမောကြီးတစဉ်ဆိုက်ကပ်လာသည်ကိုတွေ့ရသည်သူတင်းမောဖြင့်နှစ်ဖြန်နှဲနဲ့လေးနာရီတွင်ပေါင်ပြန်လိုက်သွားတော့မှာပါလားဆိုသည်ကိုတွေးမိတော်နေသည်ပေါင်မျက်နှာကိုဘဝကြီးဆိုက်ကြည့်လျက်ပေါင်ပါပြင်ကိုမုံမုံတိတ်တိတ်နှမ်းရှုံနေမိတော်သည် ညွေတို့အိမ်ခေါင်းရင်မှာတရက်ပင်ကြီးတွင်တရက်ပွင့်များဝေနေစေအချို့ပွင့်ဖက်များအညာညောင်းကတပွဲဝဲကြွေကြစေပါပဲလေအစားလုံးကတော့ညွေအတွက်အတိမပြောင်းစရာအမီပဲရှိခဲ့တယ်အခုတော့မောင်နေပါဆိုနှစ်ယောက်ဖြစ်သွားပြီတကယ်လို့ညွေတည်သွားခဲ့ရင်မောင်ကတော့လူငယ်မှုထားပါတော့အမေကြတော့ဘယ်လိုလုပ်ရမလဲအမေတယောက်တည်းအမေတိတ်ကိုအားငယ်သွားမှာညွေမတည်နိုင်သေးပါဘူးမောင်ဘွားမှာဒီလောက်အထိကံမဆိုးတတ်ဘူး ပြီးတော့တင်မင်းဟာမောင်တို့ချစ်ချင်းကိုအနိုင်မယူနိုင်ဘူးအမေကိစ္စနဲ့ပတ်သက်လို့ကတော့ຫນွေဖြစ်စေခြင်းတလို့မောင်ကိုမှားခဲ့ပေါ့ຫນွေဖြစ်စေခြင်းတာတွေကိုမောင်တိတိချာချာအကောင့်ထဲပေါ်ပါမယ်ဒါကလည်းຫນွေထင်တယ်လို့ဖြစ်သွားမှာပါကျေးဇူးပြုပြီးမပြောမဖြစ်လို့ပြောရတဲ့အခါຫນွေမရှိရင်လို့ပြောပါຫນွေຫນွေတည်တဲ့အခါလို့ဘယ်တော့မှမပြောပါနဲ့မောင်အဲ့ဒီအုံလုံးကိုရင်မဆိုင်ခြင်းဘူးကောင်းပါပြီမောင်ຫນွေမရှိတဲ့အခါအမေမှာပိုက်ဆံတော်တော်များများရှိတယ်အဲ့ဒီပိုက်ဆံတွေကိုမောင်အရင်နှီးလှုပ်ပြီးအမေကိုစောင့်ရှောက်လိုက်ပါ အမေမောင်ကိုချစ်တယ်ပြုံလေးယုံနေຫນွေအမေကိုမှတ်ထားခဲ့မယ်ຫນွေမေဟာမောင်အမေပဲပေါ့ပေါင်သူ့ကိုရန်ကုန်ခေါ်သွားလို့ရမလားငွေတော့မလိုပါဘူးတို့နှစ်ယောက်ဒီလောင်ကိုမတွေ့ရတော့မီအတိုင်းပဲတညာလုံးရတတ်မြောက်တော့အချင်းအကြောင်းညွန့်ဖွဲ့တီကုန်းနေကြသည်ဒီလိုနေ့ရန်ကုန်ပြန်ဖို့ကိုလိုင်းအောင်တယောက်တင်မောစိတို့ဆင်းလာခဲ့သည်ຫນွေကလိုက်ပို့သည်ကံပေါ်မှာလူများကတင်းမောပေါ်မှာလူများကိုអော်ပြီးမှာចားနေကြသည်အမင်းနဲ့တော့ဆိုတော့အုံနှုံးမျိုးကိုအတန်တွေចားတဲ့ကသူចားရသည် ပြောကြစကားတွေအများကြီးအချိန်ကနည်းနေတော့အခါစကားတွေကြံရစ်ခဲ့မိကိုစိုးရင်စိတ်တွေနှွင့်အလူရက်မှားနေကြသည်ဆက်ဆက်သွားနော်မမေ့နဲ့နော်ပြောပြလိုက်ပါနော်တကဘာလုံးအတိုင်းတာအပြင်ဒီလိုတမောစိတ်တွေမှာမိရထားဘူးတာယုံနေမှာအဝေးပြေးကားကိတ်တွေမှာကြံခဲ့သူများနေခီးတယ်များအကြာမှားကြတော့အကြောင်းအရာမှာတူချင်းမှတူမီဖြစ်တော်လေခွဲခွာရသဖြင့်ခန်းစားချက်တွေကအတူတူပဲဖြစ်လိမ့်မည် တင်မောသည်ကန်းစက်မှစတင်ထွက်ခွာရန်ဆက်ချိန်ကိုမြင့်လိုက်သောအခါရေလိုင်းကရဲတွေပွတ်ထသွားသလိုကျန်ရစ်ခဲ့သူများနှင့်အသွားမဖြစ်သွားရသည့်အခီးတယ်များ၏ရင်လိုင်းများသည်လည်းအမြင့်ဆုံးကုန်လွှားသွားသည်ရင်လိုင်းနေနှင့်ပြောရလျင်တွင်နှင့်ကိုလိုင်းအောင်တို့၏ရင်လိုင်းများကအမြင့်ဆုံးပါပဲလေမောင်လက်ကုံရင်လာအောင်ပါလားလက်ကုံမှမဟုတ်ပါဘူးဒီကြားလေးနဲ့လာခဲ့မယ်အောင်ကျမ်းမာယူကိုဘူးဆိုင်တော့ တင်မောသည်နှုတ်ဆက်နေသူများကိုကဲလုံးနေဆိုပြီးစိတ်မရှိနိုင်တော့သလိုခက်မြန်မြန်ထွက်ခွာလာသည်ရေလေကောင်တို့ရောက်လာသည်ထို့နောက်ဝေး၍ဝေး၍သွားသည်စိတ်ကန်းသည်ဝေး၍ဝေး၍အကြံရစ်သည်စိတ်ကန်းမှနှုတ်ဆက်နေသူများလည်းထွက်ခွာသွားကြပြီမိန်းကလေးတယောက်တော့ထီထီကြီးတယောက်တည်းရက်နေစေຫນွေပဲပေါ့ຫນွေဒီငုံနေသလားလက်ပြနှုတ်ဆက်နေသလားမျက်ရည်တုံနေသလားသူခွဲခြားမရနိုင်တော့အောင်ပုံဝါနေတော့အဆက်ပြောက်ကလေးဖြစ်သွားပြီ။ မြူတွေကလည်းဆိုင်းနေသည်ထိုခါနှွေကိုဆက်လက်မြင်တွေ့ဖို့ရမဖြစ်နိုင်တော့ဟုထင်ရ၏စင်စစ်ထိုသောမဟုတ်နှွေကိုသူတဲတဲကွဲကွဲတွေ့နေရ၏ချိန်မေးပါပဲလေသူ့ရင်ထဲကိုပင်နှွေကခိုဝင်ပုံအောင်လိုက်ပါလာခဲ့သေးသည်ဒီနေ့ဖျက်ပြခဲ့တဲ့ဝိထုတို့လေးကိုချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူကြီးကိုမောင်မောင်များအားလုံးကာယစိတ်တန်နှစ်ဖြာသောဒုက္ခများနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ